ွားကိုပြိုင်သင်းတဲ့ပွဲများနံပါတ်1ရုပ်ချင်းစင်ဆုံးပြိုင်ပွဲဒီပြိုင်ပွဲလေးကတော့အမေရိကန်မင်းသားကြီးပက်ဒရိုပက်စကယ်နဲ့ရုပ်ချင်းဘလောက်ဆင်တယ်လဲဆိုတာကိုပြိုင်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်ဒီပြိုင်ပွဲကိုပြီးခဲ့တဲ့ဇွန်လ15ရက်နေ့လောက်ကမှစတင်ကျင်းပခဲ့တာဖြစ်ပြီးတော့ပက်ဒရိုပက်စကယ်နဲ့ရုပ်ချင်းဆင်တဲ့လူပေါင်းအယောက်30လောက်ထိလာရောက်ရှင်ပြိုင်ခဲ့ပါတယ်ဒါတော့ပက်ဒရိုပက်စကယ်ဖြစ်နေလို့ပါအမြင့်မြတ်သားဆိုရင်တော့မြန်မာနိုင်ငံကလာပြိုင်တဲ့သူတွေကိုချစ်ချစ်တိုးနေမှာဖြစ်ပါတယ် ဒီပြမမအနိုင်ရရှိတဲ့သူကဒေါ်လာ50နဲ့တနစ်တာဘူရီတိုစားခွင့်ကိုအခမဲ့ရရှိမှာဖြစ်ပါတယ်။ဒီပြမွဲလေးကိုမက်ဆီကန်စားတောက်ဆိုင်တစ်ခုကနေသူတို့ဆိုင်ရဲ့တနစ်ပြည့်နှစ်ပတ်လည်မှာစတင်ကျင်းပခဲ့တာပါ။ဒီပြမွဲမှာအနိုင်ရသွားတဲ့သူကလည်းပက်ထရိုပက်စကေးကြီးတကယ်လာပြိုင်သလားမှတ်ရလောက်ကိုတော်တော်လေးရုပ်ချင်းစင်နေတာဖြစ်ပါတယ်။အဲပက်ထရိုပက်စကေးတော့မှသူ့လောက်ပက်ထရိုပက်စကေးနဲ့မတူဘူးလို့ပြောရမှာပါ။နံပါတ်1စုံစမ်းစီပြိုင်ပွဲကိုကိုကိုဘယ်နေရာမှမထူးချုံဘူးဆိုပြီးတော့စိတ်ညစ်နေစရာမလိုတော့ပါဘူး။ ဆုံဆွမ်းစီလေးကစားတဲ့ုံနဲ့နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေဝင်ပြိုင်လို့ရတယ်။ဒီပြိုင်ပွဲလေးကတော့အမေရိကန်မှာစတင်ကျင်းပခဲ့တဲ့ဆုံဆွမ်းစီပြိုင်ပွဲလေးပဲဖြစ်ပါတယ်။ပြိုင်ပွဲပုံစံကလူနှစ်ယောက်ဆုံဆွမ်းစီချားမှာဖြစ်ပြီးတော့သုံးပွဲအရင်ပြည့်တဲ့သူကအနိုင်ရရှိမှာပါ။ဒီပြိုင်ပွဲကြီးကိုတော်နမန်လိုက်ပါကျင်းပကြပြီးတော့နောက်ဆုံးဘိုးဆွဲတဲ့သူကစုချင်းငွေဒေါ်လာ9000ရရှိမှာဖြစ်ပါတယ်။ အဆုံဆန်းစီဆိုတာမျိုးကဘလောက်ကြွမ်းကြွမ်းကန်တရားပေါ်ပဲမူတည်တာဖြစ်လို့ဒီပြိုင်ပွဲမှာအနံ့ရရှိဖို့ဆိုတာကတော်တော်လေးမလွယ်ဘူးလို့ပဲပြောရမှာပါ။အဲငါတို့ကဗိုလ်ကြားတဲ့နယ်ပဲဆော့တက်တာဆိုရင်တော့ဒီပြိုင်ပွဲလေးကိုကြော်သွားလို့ရပါမယ်။နံပါတ်3ကြားတုတ်ပြိုင်ပွဲဒီပြိုင်ပွဲလေးကတော့ခနာကမာပြားဘလောက်အတွေ့ခံနိုင်ကြလဲဆိုတာကိုရှင်ပြန်ရတဲ့ပြိုင်ပွဲလေးဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုတရုတ်နိုင်ငံမှာစတင်ကျင်းပခဲ့ပြီးတော့ပြားဖမ်းပြိုင်ပွဲလို့လည်းနာမည်ကြီးပါတယ်။ပြားဖမ်းပြိုင်ပွဲဆိုပေမဲ့ကိုရိုင်းလိုက်ဖမ်းရမှာမျိုးတော့မဟုတ်ပါဘူး။ပြားဘီယံမှာတကောင်းလေးကိုပဲလောင်ရင်ထည့်ပြီးတော့ခြင်ထားရမှာ။ ်အပြားတွေရဲ့သဘောတော်ဝါကဘီယံမတကောင်ရှိရတယ်ကြံ့နဲ့အကောင်တွေကပါသူ့လိုလိုလာအောင်တဲ့သဘောမှရှိပါတယ်ဒါကြောင့်ခဏကြာမှာပဲပြားတွေဝိုင်းအောင်လာပြီးတော့ခနာကိုတစ်ခုလုံးကိုကတ်တယ်သွားမှဖြစ်ပါတယ်အဲဒီထဲမှာမအပြားအများဆုံးအတွေ့ခံရတဲ့သူကဒီပြိုင်ပွဲကိုအနိုင်ရရှိမှာပါဒါကြောင့်ကိုကိုကိုဘယ်သူမှကတ်တယ်တာမခံရဘူးထင်နေတယ်ဆိုရင်ဒီလိုပြိုင်ပွဲမျိုးသွားပြိုင်ကြည့်ကြဖို့အကြံပေးချင်ပါတယ်နံပါတ်၄ကျောက်ပြပြိုင်ပွဲ ီပြိုင်ပွဲဟာကမ္ဘာနဲ့ချီပြီးကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီးတော့ကျောက်ဥပြပြိုင်ပွဲကျင်းပရေးကော်မတီဆိုပြီးတော့အဖွဲ့တော်မှတည်တန်းရှိသေးပါတယ်ဟုတ်ပြိုင်ပွဲရဲ့ပုံစံကလူနှစ်ယောက်တစ်ဖွဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးတော့ကျောက်ဥတလုံးကိုဟိုဘက်ပြစ်လိုက်ဒီဘက်ပြစ်လိုက်လှုပ်ရမှာပါတခါဖမ်းမိရင်အနောက်ကိုခြေတလန်းဆောက်ရမှာဖြစ်ပြီးတော့ကျောက်ဥအရှင်ဆုံးကွဲတဲ့ဖွဲ့ကရှုံးနေမှာဖြစ်ပါတယ်ကျောက်ဥကိုခေါင်းနဲ့ခွဲရတဲ့ပြိုင်ပွဲမျိုးတွေနဲ့ခနာကိုကျောက်ဥနဲ့ပြစ်ပေါက်ရတဲ့ထူးထူးခြားခြားပြိုင်ပွဲမျိုးတွေလည်းရှိသေးပါတယ်အဲဒီကျောက်ဥပြိုင်ပွဲတွေကိုနစ်စင်ကျင်းပလည်းရှိပြီးတော့ပြိုင်ပွဲတစ်ခါကျင်းပရင်ကျောက်ဥအလုံးရင်9000လောက်ကြီးကုန်ကြတယ်လို့ဆိုပါ ကျွန်တော်လိုပဲအကျအုပ်တွေကြည့်ပြီးနှမျောနေတဲ့သူတွေလည်းရှိမယ်လို့ထင်ပါတယ်။နံပါတ်၅မွေးထုပြိုင်ပွဲဒီပြိုင်ပွဲလေးကတော့မုတ်စိတ်မွေးနှခေါင်းမွေးဘလောက်ထူတယ်လဲဆိုတာကိုအဓိက ရှင်ပြန်ရမယ့်ပြိုင်ပွဲလေးပါ။အဲတချို့ကလည်းဒီအမွေးတွေကိုတုတ်တက်ငါပြိုင် ပုံတွေပေါ်ပြီးတော့လာရောက်ရှင်ပြန်ကြတာတွေရှိပါတယ်။အဲကြောင့်ဒီပြိုင်မှာဆိုရင်တစ်ခါမှမမြင်ဘူးတဲ့အမွေးပုံစံတွေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့တချို့ဆိုရင်ကျွဲကြူကြီးတက်လာသလားပါမှတ်ရပါတယ်။ပေါ့နှခေါင်းမွေးမုတ်စိတ်မွေးဆိုလို့ယောက်ျားတွေပဲလာပြိုင်နေထင်နေနော်မှားသွားပါပြီ။ ီတိုင်မှာဆိုရင်အမျိုးသမီးတွေကအစနှခမ်းမွေးရည်နဲ့ဖြစ်ပြီးတော့ခံကြိုးရည်တွေကိုချောနေကြတာဖြစ်ပါတယ်။အဆုံးနေ့ကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။